အရန်လှတဲ့ကျွန်တော်ဇွဲကပင်တောင် အပြည့်ပဲဗျာလုံးဝဇွဲကပင်တောင်ယူအပြည့်မြင်ရတယ်အဲ့ဒါကိစ္စမရှိဘူးအခုကလူလှတော့နေခတ်ဒုက္ခပဲဒီတော့ငါဒီနေရာလေးကကျွန်တော်တို့ကြောက်ကလန့်ငဲ့တော့ပုံဂျာကချစ်သူမြိုင်ဘေးကက်လျှက်ကလေမြေလေးတွေပေါ့နော်ဆိုတော့ငါဒီဘက်ချမ်းမကအချာနေ30ခွင့်နေကြားတဲ့လူလဲကြားကြတယ်မကြားတဲ့လူလဲအများကြီးပဲဆိုတဲ့အနေထားလေးတစ်ခုမှာ ဒီဘယ်လိုပြောမလဲမျက်နှာစာကျွန်တော်ဒီလမ်းဘေးပေါ့နော်မျက်နှာစာပေ80နောက်ပြီးတော့ကျွန်တော်အနောက်ကိုပေ1000ဆိုတော့ဒီလေကွက်လေးတစ်ခုပေါ့ပုံစံခုနှစ်ထွက်ထားတဲ့လေကွက်လေးတစ်ခုကိုကျွန်တော်လာပြပေးတာဖြစ်ပါတယ်ဒါကမိတ်ဆွေတို့နေနဲ့အခြားနေအုံပြုခွင့်ရှောက်ထားလို့ကြားနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်တဲ့အနေအထားတစ်ခုမကြောက်ဘူးဆိုလို့ရှိရင်တော့အခုလိုမျိုးလင်ဆိုင်ရမှာပေါ့နော်ဆိုတော့ဒီ channel လေးကိုသူသခင်ကတော့ တကီကကို1200နှုန်းနဲ့2ဤက2400ခေါ်ရတာဖြစ်ပါတယ်ဒီဘက်ချမကဒီလေမြေဈေးကိုပဲ1500 2000ဝန်းကျင်လောက်ရှိနေတဲ့အချိန်မှာသူတကီကတော့1200နဲ့ခေါ်ထားတယ်ပေါ့နော်ဒါကကျွန်တော်တို့ရွာကက်လျက်ပေါ့အဲဒီတကွက်ကလေးကြတော့ပုံပြမဲ့ဒါရွာဗျာရွာလေဦးလေထိတ်ပေါ့ရွာလေဦးလေထိတ်ဆိုပေမဲ့လေသူ့လေအပေ1000ကြီးရှိသွားတယ်ဆိုတော့က လေလေတော့လေပဲပေါ့နော်ဘလို့ပဲပြောပြောလေတော့လေပါပဲဆိုတော့ဒီလိုမျိုးအနေထားလေးတခုမှပုံစံခုနှစ်လေဆိုင်ဖို့အတွက်ကျွန်တော်လာရောင်းပေးတာဖြစ်ပါတယ်ပုံစံခုနှစ်ရှိတော့ဒါကဘာပဲပြောပြောအယောင်းဝယ်တရားဝင်ပြုလုပ်လို့ရတယ်ဆိုတဲ့အနေထားလေးတခုမှမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ချစ်သူမြိုင်ဘေးကက်လျက်နောက်ပြီးတော့ကျွန်တော်တို့ဒီအာတော်ဖုံရွာဘိုင်ပေါ့နော်အဲ့လိုမျိုးအနေထားလေးတခုမှမျက်နှာသာပေ80အနောက်ပေ1000 အာဆောင်ထိဟိုမှမြင်တွေ့နေရတဲ့အပင်တွေအဆောင်ထိဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးနေထိုင်လေးကိုစိတ်ဝင်စားရတဲ့ဆိုရင်တော့ဆက်သွယ်မြင်မြန်စုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်